အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Brambis USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးမယ့်သတင်းကတော့ ICE အဖွဲ့ကစိတ်မရှိတော့ဘဲနဲ့ခိုးပင်ကျူးကျော်တွေတရားရုံးကယုံချင်းပြီးလို့အပြင်ရောက်တာနဲ့ဖမ်းပြီးချက်ချင်းပြည်နေတန်ပို့ဖို့စီစဉ်ပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ USA Today က မေလ22 2025မှာတင်ဆက်သွားတာကတော့တမရထရမ်ကခိုင်းစစ်ထားတဲ့အတိုင်းဘ ਹੁ အစိုးရရဲ့ ICE agent တွေဟာတန်းနဲ့ချီတဲ့အမေရိကမှာခိုးဝင်ကျူးကျော်ဒူးစရိုက်သမားတွေကိုနေမအားညမအားမြေလံရှာဖွေပြီးဖမ်းဆီးနှစ်ထုတ်နေခဲ့ရမှာအခုဆိုရင်ပုံမို့အားမြင့်ပြီးနောက်ထပ်နှီးတမျိုးနဲ့လှုပ်ဆောင်လာတာတွေ့ရပါတယ်လို့အမေရိကတူဒေးကထုတ်ပြန်သွားပါတယ်အဲ့ဒါကတော့ခိုးဝင်ကျူးကျော်တွေဟာအခုဆိုရင် အမေရိကမှာအမြဲတမ်းနေထိုင်ခွင့်ရရှိရေးအတွက်လူဝင်မှုကြီးကြပ်ရေးတရားရုံးတွေမှာနိုင်ငံရေးခိုလုံခွင့်တွေရှောက်ထားပြီးရှေ့နေတွေငှားပြီးတရားရုံးကြားနာမှုယုံကြည်တွေကိုတက်တည်ခံအမျိုးမျိုးတင်အကြောင်းအမျိုးမျိုးတွေပြပြီးအချိန်တွေဆွဲဆန့်နေကြပါတယ်။အဲ့ဒီလိုလှုပ်ဆောင်နေတာတွေကို ICE အဖွဲ့ကမျက်ခြေမပြတ်စောင့်ကြည့်နေရမှအခုတော့စိတ်ရှည်တည်ငြိမ်ခံမှုတွေကုံဆုံးသွားပြီး အဲ့ဒီခိုးဆိုးကျူးကျော်တွေတရားရုံးချင်းရောက်လာပြီးဂျုံချင်းပြီးတော့တရားရုံးကနေပြင်ပကိုထွက်တာနဲ့တခါတည်းဖမ်းဆီးပြီး ICE အဖွဲ့ရဲ့ပြည်နှံတန်းပေးမဲ့သူတွေထားတဲ့အကျဉ်းစခန်းတွေကိုချက်ချင်းခေါ်ဆောင်သွားကလက်ပွေမှတ်တမ်းတွေရယူပြီးမိခိုးနှစ်ခု ရွေးစရာလမ်းနှစ်ခုပဲမေးပါတယ်ကိုအသိစိတ်တတ်တဲ့ကို ကိုနိုင်ငံကို ပြန်မလာဒေါ်လာတထောင်အပြင်လေရင်လက်မှတ်အလကားစီစဉ်ပေးမယ်ဒါမှမဟုတ် ငါတို့စစ်လင်းရင်နဲ့အဆောင်အကျက်တွေနဲ့လက်ထိတ်ခြေထိတ်တွေခတ်ပြီးပြန်ပို့တာကိုကြိုက်လားဆိုတာပါပဲအဲ့ဒီလိုတရားရုံးပြင်ပမှာဖမ်းနေတာတွေဘုသူတရားအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးတင်ဆက်ပေးလိုက်ပါတယ် on that DOJ failure too. They pulled that for you guys as well. Lucky you, so all that racism is off the table now, right? Less than 12 months they pulled it off the table, huh? Less than 12 months caught for all of it. You. So you're on the Department of Justice caught you. Recuerden, recuerden permanecer en silencio. No dejen que los intimiden. Ustedes tienen derechos. Recuerden permanecer en silencio. No les digan nada a los oficiales. He has a rag for his time in court! လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေကပြောတာကတော့အမှုတော်တော်များများမှာကျူးကျော်နေထိုင်လို့ဖမ်းခံထားရသူတွေဟာသူတို့ရဲ့မှတ်တမ်းတွေနောက်ကျောင်းစာစဝင်တွေရယူခံရတာလောက်ပဲရှိခဲ့ပြီးတမရဘိုင်ဒန်လက်ထက်မှာအဲ့ဒီကိစ္စပဲရှိခဲ့ပြီးတော့အခုတမရထရမ့်ကတော့ဘိုင်ဒန်လက်ထက်ကခိုးဝင်ကျူးကျော်တွေကိုဝင်ကြတဲ့လောက်ဝင်ပုံစံမျိုးစုံနဲ့ဝင်ခွင့်ပြုခဲ့တာတွေကိုအကုန်ပြောင်းပြန်တန်ပစ်ပြီးအဲ့ဒီ kit အဲ့ဒီအချိန်ကရောက်ရှိလာခဲ့တဲ့တိုင်းတစ်ပါးကနေ ကျူးကျော်တွေကို ပြစ်မှတ်ထားပြီးတော့ ICE အဖွဲ့ကတဲကြီးမခံတော့ပဲတဲတဲမဲမဲလိုက်လံရှာဖွေပြီးပြည်နေတန်းတွေပြေးနေကြောင်းအဲ့ဒီရှိနေတွေကပြောပါတယ်အခုလိုတရားရုံးပြင်ပမှာစောင့်ဆိုင်ပြီးဖမ်းဆီးမှုတွေပြုလုပ်နေခြင်းဟာတရားရုံးတော်ရဲ့ဥပဒေကိုလူတွေမယုံကြည်တော့အောင်ပြုလုပ်နေတာနဲ့အတူတူပဲလို့နယူးယောက်ရှိနေအဖွဲ့ကစာထုတ်ပြန်ပါတယ်ပြီးတော့အမှုတွေတွေဟာသူတို့အတွက်အရေးကြီးတဲ့အမှုကိုကြားနာလျှောက်လွှဲ အယူခံဝင်ဖို့တရားရုံးကယုံချင်းဆိုတာကိုမကြောက်ပဲလာရောက်တင်ကြောင်းအခုတော့ယုံချင်းလာပြီးရင်အပြင်ရောက်တာနဲ့ ICE အဖွဲ့ရဲ့အချုပ်ကားပေါ်တန်းတက်ရပြီးမူရင်းနိုင်ငံဒါမှမဟုတ်ငရဲခန်းတွေဖြစ်တဲ့ El Salvador ရဲ့ South Sudan ရဲ့ကို ပို့ခံထိမှာကိုကြောက်ရွံ့နေကြကြောင်းရေးသားထားပါတယ်။သမရဟောင်းဂျိုးဘိုက်ဒန်လက်ထက်တုန်းကတော့အမှုတွေတချို့ဟာသူတို့ရှိမဲ့နေရာကိုသိနိုင်မဲ့ GPS ကိရိယာတွေကိုယ်ပေါ်မှာတက်ဆင်ထားပြီးများသောအားဖြင့်ကတော့ယုံချင်းရက်ဆွဲကိုသာပေးလိုက်ပြီးသွားကြရသွားသဘောနဲ့ပြန်လွတ်ခဲ့ပါတယ်ထရမ့်ကတော့အရာတွေကိုလက်မခံတော့ဘဲအကုန်ပြန်လည်ဖန်ခိုင်းပြီးနှင်ထုတ်ပါပြီအခုတော့အဲ့ဒီဖန်စီရေးအဖွဲ့ ICE နဲ့လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေကြားအခြေအနေများစကားတွေများတရားစွဲဆိုမှုတွေဖြစ်ခဲ့ပါပြီအရီဇိုနာပြည်နယ်မှာဆိုရင်တော့ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာပဲ ICE အဖွဲ့က တရားရုံးပြင်ပမှာယုံကျင်းပြီးထွက်လာခဲ့တဲ့ခိုးဝင်ကျူးကျော်တွေကိုဖမ်းဆီးခေါ်ဆောင်သွားတာ၁၂ရောက်ထက်ပိုကြောင်းအရင်ဆိုရင်တရားမဝင်နေထိုင်သူတွေဟာ တရားရုံးမှာ နေထိုင်ခွင့်ရရှိရေးလျှောက်ထားပြီးအမှုပြီးဆုံးသည့်အထိအဖမ်းမခံရဘဲလွတ်လပ်စွာနေခွင့်ရပေမဲ့အခုတော့သမ္မတထရမ့်ရဲ့အမြန်တကာအမြန်ဆုံးနဲ့နှင်ထုတ်ရမယ်ဆိုတဲ့လမ်းစဉ်ကြောင့် ICE အဖွဲ့ရဲ့လှုပ်ရှားမှုဟာလည်း အရန်လျင်မြန်ပြီးစိတ်မရှိတော့ပါဘူး Phoenix Arizona ကလောက်လူဝင်မှုကြီးကြပ်ရေးရှေ့နေတူကတော့သူမရဲ့အမှုတွေတွေဟာတရားရုံးကသူတို့ကို အမေရိကမှာအမြဲနေထိုင်ခွင့်ပေးမှာပဲလို့ယူဆပြီးရုံးချင်းပြီးရင်ပျော်ပွဲရှင်ပွဲတွေလုပ်ပြီးပျော်ကြမယ်ဆိုပြီးရုံးချင်းကိုထွက်လာခဲ့ရမှထင်သလိုမဟုတ်ပဲရုံးချင်းပြီးတော့လက်ထိတ်ခံရပြီးအချုပ်ကားပေါ်ရောက်ကုန်ကြကြောင်း USA Today ကိုပြောပါရယ် ထုံးစံအရာတော်ရုံးတော်ကသူတို့ရဲ့မှုကိုပလတ်လိုက်ပြီးနေထိုင်ခွင့်တွေချပေးပါတယ်။ဒါပေမဲ့အခုတော့ဥပဒေအစ်စ်တွေထွက်လာပြီးပျော်ကြားရမယ်စားအချုပ်ကားပေါ်ငိုကြွေးပြီးတော့ရောက်ရှိသွားကြကြောင်းသိရပါတယ်။လာဘကရှေ့နေတွေကတော့ ICE အဖွဲ့ရဲ့အခုလိုအားမြင့်ပြီးတော့ဖမ်းဆီးနေတာတွေကိုနိုင်ငံခြားသားတွေအနေများတဲ့ကယ်လီဖိုးနီးယား၊နယူးယောက်၊ဝါရှင်တန်နဲ့မိုင်ယာမီမြို့တွေမှာစတင်တွေ့ရှိလာကြကြောင်းပြောပါတယ်။သမ္မတထရမ့်ကတော့ ဘိုင်ဒန်ခိုးဝင်ခွင့်ပြုထားတဲ့တန်းနဲ့ချီတဲ့ကျူးကျော်တွေကိုတရားရုံးချင်းလာရောက်ခွင့်တွေမပေးနိုင်တော့ကြောင်းအဲ့ဒီလိုရုံးချင်းတွေပေးရင်အခြားအကြောင်းမျိုးစုံတွေပြရှေ့နေတွေနဲ့ပေါင်းပြီးအချိန်တွေဆွဲပြဿနာတွေလောက်ကြတာမို့အဲ့ဒီလိုဆိုရင်သူတို့အမှုအမှုပြီးအောင်စောင့်ပြီးမှပြန်ပို့ရရင်နောက်ထပ်နှစ်နှစ်ရာတော့ပြီးမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဒီလိုအိဗယ်မရှိတဲ့ရုံးချင်းတွေကိုအခုအချိန်ကစပြီးလက်မခံတော့ဘူးလို့ ဧပြီလ27 2025မှာတရားရုံးအားလုံးကိုထရန့်ကတရားဝင်သတိပေးအကြောင်းကြားခဲ့ပါတယ်။လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေကတော့ဒါဟာနိုင်ငံတော်ဖွဲ့စည်းပုံဥပဒေကိုဆန့်ကျင်တာပဲလို့ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။ထရန့်ကတော့တစ်နှစ်ကိုခိုးဝင်ကျူးကျော်တသန်းနှုန်းနဲ့တိုင်းပြည်ကနေနှင်ထုတ်သွားမယ်လို့ဂတိပေးပြောကြားသွားပြီးဘ ਹੁ အစိုးရကလည်း ICE အဖွဲ့တွေကို ထပ်မံခန့်အပ်ဖို့စီစဉ်နေပြီဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ။ So please take care of yourself and each other. Bye bye.